ဘိုးတော်ဘုရင်ဘဝရှင်မင်းတရားကြီးဟာသာသနာတော်ကို အလွန်ကြီးညိုသလိုထူးမြတ်တဲ့ကုသိုလ်တော်များကို ပြုခဲ့ပါတယ်။တခါတော့ဘိုးတော်မင်းမြတ်ဟာ မင်းကိုနန်းတော်ကျွန်းမှာစန္ဒမုနိစင်တုတော်ကိုတန်ဖြင့်သွန်းလှုပ်ပူဇော်ပါတယ်။မူမတ်ဆုံးတဲ့နီလာခံတစ်ခုမှာဘိုးတော်ဖုရားကခုလိုစကားဆားလိုက်ပါတယ်။ဟဲ့ဘုံရှေ့မင်းကောင်းမင်းမြတ်တို့ဤမြတ်စွာဘုရားရုပ်ပွားစင်တုတော်တွေကို ရွှေငွေကြည့်ခဲလေဟာတစ်မြေအုပ်စသည်တို့နဲ့သာထုစစ်သွန်လုပ်တော်မူကြတာကလားမှန်လားပါဖေ။အိမ်တို့ပဲမေရုပ်ပွားတော်မြတ်တွေကိုတန်နဲ့သွန်လုပ်ပူဇော်တယ်လို့ရှင်းအောင်တမိုင်းစာတန်းတွေမှာမဖက်မိပေဘူး။ဒါကြောင့်သာသနာ၅ထောင်တည်တတ်စေခြင်းအကျိုးငါငါကိုယ်တော်မြတ်ဆန္ဒမှုနှင့်တန်ဆင်းသူရုပ်ရှင်တော်မြတ်သွန်လုပ်ကိုးကွယ်တော်မူခဲ့ပြီတဲ့မောင်မင်း ဗုဒ္ဓရှင်ရဲ့ရုပ်ပွားတော်မြတ်ကိုရှင်ငွေကြီးနေတို့နဲ့သွန်းလုံပူဇော်ခြင်းနဲ့တန်နဲ့သွန်းလုံပူဇော်ထားခြင်းမှာအဘေကတာလွန်ကောင်းမွန်ပါတယ်ဖြည့်ဆန်းမောင်မင်းမှန်လားပါဘုရားတခင်ရှင်နှန်းရှင်ကြီးဖျားအရှင်မင်းကြီးတန်နဲ့သွန်းလုံတဲ့ဆန္ဒမှုတွေရုပ်ပွားတော်မြတ်ကြီးသည်ပါဠိကျမ်းဂန်နဲ့ညီညွတ်တော်ကြောင်းပူ၍တင့်လျော်ကောင်းမွန်မှုရှိပါကြောင်းတတော်ဦးတင်လျှောက်ထားရပါတယ်ဗျာ။ ။အော်အော်ဘယ်ပုံပဲဒီကျန်းကံများနဲ့ညင်ညစ်တော်မူတယ်လဲပုံရဲ့။မှန်လားပါ။တီဟိုနမတ်ကာရာဖျားရှိကိုဂါရတော်ကြီးတွင်တန်ဘုတ်တွေသည်ဖျားဦးအနက်ပြန်ဆိုပါကတန်ဖျားသည်သာအကောင်းဆုံးဖြစ်ကြောင်းသိနိုင်ပါကြောင်းပါဗျာ။အင်းကြံကြံဖန်ဖန်ပြောတဲ့နေရာမှာတော့မောင်မင်းကိုဘသူမှမမေ့နိုင်ဘူးထင်ပါရဲ့ပေါ့ဦးရဲ့။မှန်လားပါ။ဖျားရှင်ကိုတော်မြတ်ကြီးသာ တတ်တော်တင်ရာရှိအောင်မယ်ဆိုရင်ဖះကျွန်တော်မျိုးအားကြံကြံဖန်ဖန်ဧကရက်ဘွဲ့ပင် အနှင်းမြည်ထင်ရပါကြောင်းဖះဥပုပ်ရဲ့ရှောက်သားချက်များကို ကြားပြီးဘိုးတော်မင်းတရားလည်းအပြုံးသားဖြင့်အတွင်းဆောင်ဝင်သွားတော်မူပါတယ်။နီလာကံမူးမတ်ပရိသတ်အပေါင်းလည်းဥပုပ်ရဲ့ဖြတ်ထိုးညံကိုအံ့ဩချင်မမစုံတအုံပွဲကြကြံရဲခဲ့ပါလေရော့။